ဒါတပြည့်တော့အနည်းဆက်ဆုံးဘလို့ပုံဖော်လို့ရနိုင်ပါလဲရှင်ပြည်လို့ဆိုတဲ့အတိဘက်ကိုအရင်ကြည့်ရအောင်မြန်မာပြည်လို့ဆိုတာမြန်မာလူမျိုးတွေအများစုနေတာတပြည့်လူမျိုးတွေလည်းရှိတာပဲနော်မြန်မာလူမျိုးတွေအများစုနေတဲ့နေရာကိုမြန်မာပြည်လို့ခေါ်တယ်လို့ပဲဆင်းရဲဒုက္ခနဲ့ဘဝအကုသိုလ်ကံတွေကြောင့်ဆင်းရဲဒုက္ခအတိပြည့်တဲ့ဒီရဝန်းတစ်ခုမှာ ဒုက္ခခံစားနေရတဲ့သတ္တဝါတွေနေတဲ့နေရာကိုငရဲပြီလို့ခေါ်မှာ။မှန်ပါဗျာ။နော်။မှန်ပါဗျာ။ဘယ်နေရာမှာရှိသလဲဆိုတော့ရသော်ဗျာဘယ်မှာရှိတယ်လို့တိုက်ရိုက်ပြောထားတာတော့မရှိဘူး။ဖုံဖုံအတွင်းနဲ့ပြောရမယ်ဆိုလို့ရှိရင်အမြဲတမ်းမီးလောင်နေတဲ့အတွင်းထဲမှာပူလောင်နေတဲ့ဒီမီးလောင်နေဆိုတာရှိတယ်။မှန်ပါဗျာ။အဲ့ဒီမီးလောင်နေတဲ့မှာတက်ရှိသတော်ဟာအနေနဲ့ဖြစ်နေတဲ့ကောင်းနေဟာအမြဲတမ်းပူလောင်နေမှာပဲ။ နေယူသီးထဲမှာမွေးတဲ့ပိုးလို့ပဲပေါ့နော်အဲ့လိုမျိုးမရှိနိုင်ဘူးလားရှိတယ်အခုရေဘူးတွင်နေပါလေဆိုတာစာပေကျမ်းကအရပြောမယ်ဆိုရင်တပောဓာမြင့်ဆိုတာအိန္ဒိယမှာရှိတယ်အဲ့တပောဓာမြင့်ခါတပောဓာဆိုတာတပဆိုတာပူတဲ့ဥဒကရေရေဘူးစမ်းစီစင်းတဲ့မြင့်အဲ့ဒီမြေကဘာကြောင့်ရေဘူးဖြစ်ရတယ်လဲလို့ဆိုရင်လောဟကုန်ပြီလို့ခေါ်တဲ့ငရဲအိုးကြီးနှစ်ခုကြာဖြတ်စီလာတယ်ဆိုတော့ ်စဉ်းစားကြည့်ရတာဒါမီးတောင်ကြီးနှစ်ခုကြာကနေဖြတ်စည်းလာတော့ဟိုဘက်ကလည်းမီးတွေလောင်နေဒီဘက်ကလည်းမီးတွေလောင်အဲ့ကြားထဲကဖြတ်စည်းလာလို့ဒီရပူသွားတာဆိုတော့အဲ့တော့တချို့စာကျမ်းလေးတွေအနေနဲ့ပြောရမယ်ဆိုရင်တော့မြေကြီးအောင်မငရဲပြီဆိုတာရှင်းနိုင်တယ်ပေါ့နော်မှန်ပါဗျရှင်းနိုင်တယ်လို့ပြောအစဉ်ဒုက္ခရောက်တဲ့ပုံကူတွေတရဝါတွေပေါ့ဒုက္ခခံရတဲ့တရဝါတွေအေးမြတ်မြတ်မနေရဘဲနဲ့အမြဲတမ်း ဒီဆဲတို့ကခန်းနေရတဲ့သရဝါဒီနေတဲ့ဣရိယာကြီးတစ်ခုကိုငရဲပြေကိုပြောပါမှာအဲ့ဒီငရဲပြေကိုမြတ်စွာဘုရားပုံဖော်ပြီးတော့ဟောထားရှိတယ်မှန်ပါဗျာမြင်ရတာလဲ60အလန်းစရာကြားရတဲ့အတန်ကလဲ60အလန်းစရာအနံ့ကြီးကလဲမခတ်နိုင်တော့အောင်ဆိုတဲ့အနံ့မှန်ပါဗျာလျှာကအရသာကလဲပဲလုံးဝခံရခက်တဲ့အရသာခန္ဓာကိုယ်လာထိတာလဲပဲလုံးဝ ထိတွေ့မကောင်းတဲ့ဟာစိတ်ထဲမှာကူးလိုက်ရရင်လည်းအကောင်းတစ်ခုတစ်ခုမှမရှိတဲ့မျက်စိနန္နာလျာကာရရလို့ဆိုတဲ့လူရဲ့ခန္ဓာကိုယ်မှာဆက်သွဲတဲ့အရာတွေဟာအာလုံးဟာကြောက်စရာလန်းစရာဟိုစိတ်ပထမ်းသာကြရည်ကြီးနဲ့ကျုံတွေးနေရတဲ့သရဝါတွေကိုငရေနေရခံရတဲ့သရဝါလို့ခေါ်တယ်မှန်ပါဗျာအဲ့ဒီငရေသာသရဝါတွေနေထိုင်ရာဧရိယာကြီးတစ်ခုငရေကြီးလို့ပြောတာမှန်ပါ နတ်ပြည်ဆိုတာကတော့လူတွေနေတဲ့နေရာအပါဝင်လို့ပြောမယ်။ဘာလို့ဆိုဘုံမစိုးနတ်ဆိုတာရှိတယ်။မှန်ပါဗျာ။တပည့်ဆက်ကြတယ်မှာဘုံမနန်ဒီဝနန်တတ္တံသုတ်တော်ဟာမှန်ပါဗျာ။သတုမာရာဇိကဒီဝါလို့ဆိုပြီးတော့လူပြည်မှာလူတွေနဲ့လက်ပေါ်တည်းနေတဲ့အဲအိမ်ဆောင်နတ်တို့ကျောင်းဆောင်နတ်တို့ရှုကဆိုးတို့ဘုံမစိုးတို့ဆိုတာရှိတယ်လေ။မှန်ပါဗျာ။အဲ့ဒါအဲ့ဒီ သူတို့ရဲ့နေထိုင်တဲ့ area ဟာဟိုအထက်လွတ်လပ်တဲ့အာကာသအထီအောင်သူတို့ဆန္ဒဒုက္ခနဲ့ပြည့်စုံတဲ့တရဝါရီနေထိုင်တဲ့နေရာကိုနတ်ပြည်လို့ခေါ်တာပဲမှန်ပါဗျာပြမဆိုတာကသူကမြင့်မြတ်တဲ့စိတ်နဲ့အမြဲတမ်းနေချတယ်မှန်ပါဗျာမေတ္တာကရုဏာမုရိဒာဥပိ္ခာဆိုတဲ့ပြမစိုးတရားနဲ့အမြဲတမ်းနေတယ်သို့သောပြမပြည်ကိုရောက်တာဒါနနဲ့သီလနဲ့တည်းမရောက်ဘူး တပဋ္ဌာချင်းစဉ်တစ်ခုပေါ်ပေါ်ရောအောင်မြအောင်ကျင့်နိုင်မှာပြမပြီကိုရောက်တာဖြစ်တယ်အဲ့ဒါလေချင်းစဉ်ရင်တူတဲ့ပုံကိုတွေဟာဆန်းလို့ခေါ်ရတာပေါ့နော်တပဋ္ဌာချင်းစဉ်ကျင့်လို့အဲ့ဒီအကြောင်းတရားတွေတူညီပြီးတော့ရောက်ရှိသွားတဲ့ပုံကိုတွေရဲ့နေထိုင်ရာဧရိယာတစ်ခုကိုပြမပြီလို့ပဲပြောရမှာပေါ့မှန်ပါဗျာနော်ငခါပြီဆိုတာကတော့စာရဲပြီတဲ့မှာတော့သူက ပင်နယ်အောက်မှာအဓိကအများကြီးရှိတယ်ပေါ့နော်မြစ်မုတ်တောင်အောက်မှာလည်းရှိတယ်လို့ဆိုတယ်အဲ့တော့နဂါလို့ဆိုတာပမာပြည်ကနဂါဆိုတာတော့ပကြီးဆရာကြီးရဲ့ကောင်းမှုနဲ့အချွန်တက်ပါမနဂါလို့ထင်တယ်အိန္ဒိယနိုင်ငံမှာဆိုလို့ရှိရင်ဒီကောဘရာဆက်ပွေဟောက်ကြီးတွေကိုနိနဂါလို့ခေါ်တယ်အဲ့ဒီနဂါကနေနဂါလို့ပြောလာကြတာမှန်ပါ ိန္ဒိယနိုင်ငံမှာနာဂဆိုတာအဲ့ဒီပပြင်းထောင်နဲ့မွေဟောက်ကြီးတွေကိုအဓိကထားပြီးတော့ခေါ်ပမာယူဆနဲ့နဂါဆိုတာဒီကနေ့လူတွေကမတွေးကြတော့သူကမွေဟောက်ကို မွေဟောက်တို့ပွေးတို့ပေါ့နော်အဲ့ဒီအကောင်တွေကိုနာဂလို့ခေါ်တာအဲ့တော့အဲ့ဒီအကောင်တွေကမြေကြီးအောင်မှလည်းရှိတယ်အကောင်ကြီးကြီးတွေကြတော့ပင်လယ်အောင်မှလည်းရှိတယ်အဲ့ဒါသူတို့အများဆုံးနေတဲ့ဧရိယာကိုနဂါပြေလို့ခေါ်ပါနော် ါတော့တရဝါးတွေရှိတဲ့နေရာတစ်ခုအများဆုံးရှိတဲ့နေရာတွေကိုရည်ညွှန်းပြီးခေါ်တာပါ။ဟုတ်ပါ